ကတဲ့အင်းလုံးအားပေးကြလုံးလို့မနာတန်းပွဲပြင်ပေးရတယ်ကျမရဲ့နိုးစိမ့်ခေါက်ဆွဲချန်နီလေးမျှဝေပေးပြန်စေရှင်ချန်နီများစွာရှိတဲ့ထဲမှာဒါကတော့ကျမချက်တဲ့နီးပါဒီစုအိုးလေးအရင်တည်ထားလိုက်မယ် ပြီးရင်တော့စီပူလိုင်းဆွနွမ်းမောက်ထည့်ပြီးတော့မှဂျင်းချက်သွန်ဖြူကိုစီတက်လိုက်မယ်။အနံလေးမွေးလာပြီဆိုရင်ချက်ရိုးလေးတွေထည့်ပြီးတော့မှခဏလောက်စီတက်ထားလိုက်ပါမယ်။ဂျင်းချက်သွန်ဖြူကကြတော့ချက်သားညှိနှံ့နံမှာဆိုလို့ကျွန်မကထည့်လိုက်တာပါ။ပြီးရင်ချက်သားပြုတ်ပြီးတော့မှမှွာထားတာလေးထည့်ပြီးတော့မှခဏလောက်မွေးထားပေးလိုက်ပါမယ်။ကျွန်တော်အိမ်ကကြတော့စားနဲ့ချက်တဲ့အရာတာထဲငံပြိုင်ရင်နဲ့ချက်တဲ့အရာတာကိုပို့ပြီးတော့ကြိုက်တဲ့အတွက်ငံပြိုင်ရင်လေးထည့်ချက်ထားပါရယ်။ချက်သားလေးတွေကိုအခုလိုမျိုးစီပြန်တီတီတခြားလေးလုံးပြီးသွားပြီဆိုရင်ပဲစိမ့်မုံရေဖြော်ထားလိုက်ပါမယ်။ပဲစိမ့်မုံတစ်ထုပ်ကိုရေလေးလိုတလောက်ထည့်ပြီးတော့မှကျွန်တော်တို့တခြားလေးခြေတီတီခြေထားပေးလိုက်ပါမယ်။ ကဲပဲစိမ့်မွန်ရေဖြောထားရလေးလက်အစင်းသစ်ဖြစ်ပြီဆိုတော့ကျမတို့ရေစိုးအိုးလေးလက်ကြည့်လိုက်ပါမယ်။ရေလေးလက်ပုတ်ပတ်ဆူလာပြီဆိုတော့ကျမတို့စီတက်ထားတဲ့ကြက်သားလေးတွေထည့်မယ်။ကြက်သွန်နီလေးတွေထည့်မယ်။ပြီးရင်တော့ကျမတို့ကြက်သွန်နီလေးတွေကြက်သီးထည့်တထားပေးလိုက်ပါမယ်။ကဲအခုလိုနေထားလေးရောက်ပြီဆိုရင်ကျမတို့ပဲစိမ့်မော်ရေဖြောထားလေးထည့်ပြီးတော့မှလက်တစ်ဖက်ကလည်းမနာနဲ့မှွေထားပေးရပါမယ်။ကဲတဖြည်းဖြည်းနဲ့ပဲစိမ့်နံလေးတွေပျောက်သွားပြီဆိုရင်ကျမတို့노စိမ့်ဘူးလေးဖောက်ထည့်လိုက်ပါမယ်။ပြီးရင်တော့ကျမတို့ကြက်ဥပြုတ်ပပလိထားတာလေးထည့်မယ်။ အရသာလေးပေါ်နေလို့စားလေးထည့်မယ်။တကြားလေးတစ်စွန်းခွဲလောက်ထည့်မယ်။အသားမော်လေးတစ်စွန်းထည့်မယ်။တဖြည်းဖြည်းချက်လိုက်ရင်လည်းကျမတို့ရဲ့ဟင်းရည်လေးကလုံးဝကျက်သွားပြီးတော့အရသာလေးလည်းကိုယ်စိတ်ချိုက်ဖြစ်ပြီးဆိုရင်ကိုယ်ကြိုက်နှစ်သက်ရာခောက်ဆွဲနဲ့တွဲပြီးတော့မှစားသုံးနိုင်ပါပြီရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါရှင်။